င်္ဂလာပါရှင်လွတ်လပ်သောမုဒ္ဒရေအေဂျင်စီအမနာရဲ့ Sunday News အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။တပတ်တွင်ထူခြားတဲ့မြန်မာသတင်း၊တိုင်းဒေသဒေသကသတင်းတွေကိုဦးစားပေးကောက်နှုတ်ထားပြီးကျွန်တော်အမနာ Sunday News အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်။အခုတပတ်အစီအစဉ်တွေကောက်နှုတ်ရွေးချယ်ထားတဲ့သတင်းတွေကတော့တကြံပွဲတော်ကိုရိုးရဒလေးအတိုင်းသာကျင်းပသွားမယ်လို့ဘုံမြင်တဲ့ဝန်ကြီးချုပ်ပြောကြားတဲ့သတင်း။မော်မြူသားညီလာခံ2025ကိုလေးရကြာကျင်းပခဲ့တဲ့အကြောင်း စစ်သက်မှာရာယီပြစ်ခတ်တိုက်ခိုက်မှုရစဲကြောင်းထုတ်ပြန်လိုက်တဲ့တဲ့အခြားထူးခြားတဲ့အာဆီယံတဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်။ဟုတ်ကဲ့ကျွန်မနှွန်သေးပါအခုတမဆုံးပြောပြပေးမယ့်တဲ့ရင်ကတော့ ိုင်ငံတော်ဝန်ရှိဒေသ6ခုထပ်မံနယ်ငလင်းနယ်အပြင်းထန်ကြုံနေရတဲ့အချိန်မှာမြမရူရတကြံပွဲတော်ကိုမွန်ပြည်နယ်မှာတိကိတာဖြောဖြေးပွဲအကပွဲတွေမပါဝင်ပဲရူရဒလီအရာရေဘက်ကစားတာလောက်သာကျင်းပသွားမယ်လို့စစ်ကောင်စီမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကပြောပါတယ်လက်ရှိအချိန်မှာပြည်သူအများစုငလီနေကြောင်းဝန်ထဲခြေခွဲနေရတဲ့ကာလဖြစ်တာကြောင့်ယခုနှစ်တကြံကိုရွရရင်ကျင်းမှုအစဉ်လာတိုင်းစီကားတက်မြိုက်မှုမပါဘဲကျင်းပသွားမယ်လို့စစ်ကောင်စီရဲ့ရုပ်သံတင်ဌာနကနေသစ်မနေ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်မော်လမြိုင်ရေကစားမှန်းတဲ့အတွက်ငှားရမ်းထားတဲ့ဖျော်ပြေးရေးအဖွဲ့တွေကိုရပ်နာထားစေပြီးတိုက်တိုက်ဆက်ဆက်တာပြုလုပ်ကျင်းပသွားမယ်လို့မော်မြိုင်နယ်ဝန်ကြီးချုပ်ကဆိုပါတယ်။ဒါပေမဲ့မော်လမြိုင်မြို့ကဏ္ဍလမ်းရှိဗဟိုမှန်းတဲ့ကိုရေဘက်ကစားနိုင်ဖို့ဆက်လက်ဆောက်လုပ်သွားမှာဖြစ်ပြီးအခြားဌာနဆိုင်ရာမှန်းတဲ့တွေကိုလည်းဆက်လက်ဆောက်လုပ်သွားမယ်လို့ဆက်ပြောပါတယ်။ပြောပွဲရှင်ပွဲမရှိပေမဲ့လည်းမော်မြိုင်နယ်စီးပွားရေးလုပ်ငန်းရှင်တွေထံတကြံပွဲတော်အတွက်ငွေကြက်သိန်း၁၀ကနန်းနဲ့ချီလိုက်လံကောက်ခံနေပါတယ်။ ငလျင်တန်းကြောင့်တနင်္ဂနွေလုံးပြည့်စည်ဆုံးရှုံးမှုများနေစဉ်မှာပြည်내စစ်အပအဝင်နယ်ဘက်တွေမှာလည်းတချံပွဲတော်အတွက်ပြင်ဆင်နေမှုတွေကိုဖျက်သိမ်းသေးကြောင်းပြောဆိုထားပါတယ်ရှင်။နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့မော်မျိုးသားညီလာခံ2025ခုနှစ်ကိုမူမီနယ်မော်လမြိုင်မြို့ဈေးကြိုရက်ွက်ရှိရမ်မြိုင်ညီကရဓာတုမာလာမွန်ပရရတိအောင်းတိုင်းမှာအေဘီလာ၂ရက်နေရနဲ့အေဘီလာ၅ရက်နေ့အထိ၄ရက်ကြာကျင်းပပြုလုပ်ခဲ့ပါတယ်။ ။မွန်ပြည်သက်ပါတီဦးဆောင်ကျင်းပတဲ့မော်မြူသားညီလာခံ2025ခုနှစ်ကိုမွန်ပြည်သက်ပါတီကိုယ်စားလှယ်တွေ၊မွန်ညညွရေးပါတီကိုယ်စားလှယ်တွေ၊အရက်ဖက်လူမှုအဖွဲ့အစည်းမှကိုယ်စားလှယ်တွေ၊တန်ခါတော်တွေ၊ဖိုက်ကြားထားသူတွေ၊လစ်လာသူတွေစုစုပေါင်း200ကျော်တက်ရောက်ခဲ့တယ်လို့သိရပါဗျ။အဆိုပါညီလာခံမှာမော်မြူသားစီလုံးညီညွတ်မှုတည်ဆောက်ဖို့ရေးဆွဲထားတဲ့ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူနဲ့ဖက်ဒရယ်ပြည်ထောင်စုနဲ့ကိုက်ညီတဲ့ရမညာမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုပြည်လဲဆွေးနွေးတုံ့တက်ပြီးအတည်ပြုနိုင်ဖို့မော်မြူသားရေးနဲ့သက်ဆိုင်တဲ့အခြားချက်တွေလည်း ထက်သွင်းဆွေးနွေးဖြစ်ကြောင်းဆိုပါတယ်အခုကျင်းပါတဲ့မော်မျိုးသားညီလာခံ2025ဟာမော်မျိုးသားညီလာခံ2022မှာချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေကိုပြန်လည်တုံ့တက်ပြီးဆွေးနွေးအတည်ပြုသွားဖို့ဖြစ်ပါတယ်စစ်ကောင်စီကိုစက်ကျင်ထော်လှန်နေတဲ့မွန်ဒော်လန်ရဲ့အဖွဲ့အစည်းတွေပါဝင်တယောက်ခွင့်မရှိတဲ့မော်မျိုးသားညီလာခံကိုမကျင်းပါဖို့မွန်ဒော်လန်ရဲ့အဖွဲ့အစည်းတွေကကက်ကွက်နေပေမဲ့လည်းညီလာခံကိုဆက်လက်ကျင်းပါနေခြင်းဖြစ်ပါတယ်ဒါပြင် ရတလောမြန်မာနိုင်ငံဒေသအချို့မှာငလျင်တဲ့အပြင်းထန်ခံစားနေရတဲ့အချိန်မော်မျိုးသားညီလာခံကျင်းပနေတာဟာမဖြစ်သင့်ဘူးဆိုပြီးဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့ငလီနန်းကြောင့်ထိခိုက်ခံစားနေရတဲ့တနင်္ဂနွေလုံးရှိပြည်သူတွေကိုစာနာထောက်ထားခြင်းအပြင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှရာဟုံမြင့်ဆောင်ရွက်စေဖို့အတွက်စစ်တပ်မှာအပိလာ၂ရက်နေရနေ22ရက်နေ့ထိရပ်ပေါင်း20ကိုရာယီပစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထုတ်ပြန်လိုက်ပါတယ်။ ရာရင်ပြစ်ခတ်တိုက်ခိုက်မှုရက်စဲကြောင်းထုတ်ပြန်ကြေညာထားတဲ့ကာလတွင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့အခြားလက်နက်ကိုင်အဖွဲ့တို့အနေဖြင့်လည်းတရားဥပဒေစိုးမိုးရေးကင်းတဲ့လုပ်ရက်တွေကိုမလုံဆောင်ဖို့တိုက်တွန်းထားပါတယ်။လိုက်နာမှုမရှိဘူးဆိုရင်ပြည်သူလူထုတွေကိုကာကွယ်တဲ့အနေနဲ့စစ်တပ်မှလိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့တော်လန်ရဲ့အများစုငလျင်ဘဲအယုံဆိုင်နေချိန်မှာစစ်ကောင်စီကနောင်ချိုအပါဝင်တေသအချို့တွေကိုလက်ချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံဆောင်နေဆဲဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာငလျင်ဘဲတွင်ထိရောက်တဲ့အကူအညီ ်ဆက်မှုတွေလှုပ်ဆောင်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မြောက်ပိုင်းညီနောင်မဟာမိတ် တုံးဖွဲ့ဖြစ်တဲ့အရက်ခသက်တော် AA တအောင်အမျိုးသားလူမျိုးရေးတမတော် TNA နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA တို့ကအပြစ်ခတ်ရက်စဲကြောင်ထုတ်ပြန်ကြေညာထားပါတယ်။အစောပိုင်းအဖွဲ့တွေဟာအဖြစ်ကရက်စဲတယ်လို့ထုတ်ပြန်ထားပေမဲ့လည်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့စစ်ကောင်ဆောင်ဘူချုပ်မှုကြီးမင်းအောင်လာကထုတ်ပေါ်ပြောဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။2024ခုနှစ်ဒီဇင်ဘာလ3ရက်နေ့ဟာဆီအိုချောက်ရီအမိုက်ကိုထုတ်ပြန်ခဲ့တဲ့နောက်တောင်ကိုရီးယားသမ္မတယွန်းဆွယောဟာရာထူးကနေဖယ်ရှားခံလိုက်ရပြီဖြစ်ပါတယ်။သမ္မတယွန်းကိုမူလရာထူးမှာပြန်လည်ခန့်အပ်တည်သလားအပိဒိုင်ဖယ်ရှားတင်သလားဆိုတာကိုအေပီလ4ရက်နေ့မှာတောင်ကိုရီးယားအခြေခံဥပဒေခုံရုံးကစီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။ ယူရအရေးပေါ်စီအုပ်ချုပ်ရေးအမိတ်ကြီးညာချဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးပေါက်ရာရောက်တယ်လို့အတိုက်ခံတွေကဆွဆွဲပြီးလွှတ်တော်မှသူ့ကိုဆွဆွဲအပြစ်တင်မှုမဲခွဲဆုံးပြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆွဆွဲအပြစ်တင်မှုဟာတည်တော်မှန်ကန်သလားဆိုတာကိုအခြေခံဥပဒေခုံရုံးကလောက်တော်ကြာကြာနာစစ်ဆေးပြီးအခုတော့အပြစ်သက်စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ယူရရှင်တွေကတမရဟာအရေးပေါ်စီအုပ်ချုပ်ရေးအမိတ်ကြီးညာခွေအာဏာအပြစ်ရှိပြီးဖွဲ့စည်းအုပ်ချုပ်ပေါ်အခြေခံဥပဒေကိုချိုးပေါက်မှုမမြောက်ကြောင်းခုခံလျှောက်လဲခဲ့ပါတယ်။ ဒါပေမဲ့ခုံရုံးဆုံးဖြတ်ချက်မှာတော့ယွန်ရဲ့စစ်အုပ်ချုပ်ရေးကြီးညာအမိုင်ဟာအကြောင်းပြချက်ပေးဖြစ်ရှင်းဖို့မလုံလောက်ဘူးလို့ဆိုပါတယ်။ယွန်ဟာတူတာဝန်ယူအကာအကွယ်ပေးရမယ့်သူတွေကိုထိခိုက်မှုတွေဖြစ်ပေါ်စေခဲ့ကြောင်းစစ်အုပ်ချုပ်ရေးအမိုင်ကြီးညာမှုဟာပြည်သူတွေရဲ့နိုင်ငံရေးရပိုင်ခွင့်တွေကိုထိခိုက်စေခဲ့ကြောင်းခုံရုံးတရားသူကြီးတွေကယူဆခဲ့ပါတယ်။ဒါကြောင့်တရားသူကြီးရှစ်ဦးပါတဲ့ကြားနာမှုအဖွဲ့ကယွန်ကိုရာထူးအနေဖက်ရှားတဲ့နယ်လို့တင်ရင်တညွတ်တဲ့မဲပေးစီရင်ဆုံးဖြတ်ခဲ့ပါတယ်။ ယူရက်ကိုစားပြုပါတီကတော့ခေါင်းယောင်းဆုံးပြချက်ကိုလေးစားလက်ခံကြောင်းကြေညာခဲ့ပါတယ်။စီမင်းတွေအရာတမရကိမဲ့သွားပြီးဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံမှာနောက်ထပ်တမရတဲ့တင်မြှောက်ဖို့ရွေးကောက်ပွဲကိုနှစ်လသွင်းကျင်းပရမှာဖြစ်ပါတယ်ရှင်။ ဆက်လိုက်ပြီးနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ကုန်းသွယ်အခွန်အခမြင့်တင်စီကြမှုအစီအမံတွေမှာမြန်မာအပါအဝင် အရှေ့တောင်အာရှဒေသတွေနိုင်ငံအချို့ဟာအခုရခိုင်နှုန်းမြင့်မြင့်မြန်မာစီကြခံရမဲ့အခြေအနေပေါ်ဝင်လာပါတယ်။ အပိလာနေရနေတော့ဟာထရမ်ဟာအမေရိကန်ရဲ့ကုန်သွယ်ဘက်နိုင်ငံပေါင်း၁၀၀လောက်အပေါ်အခွန်သွေးမြေစီချမ်းမဲ့စီရင်တဲ့ကိုကြေညာခဲ့ပါတယ်။အဲ့ဒီစီရင်တွေအရအမေရိကန်ကိုတင်သွင်းမဲ့ကုန်စီတွေရဲ့တန်ဖိုးပေါ်မှုတည်ပြီးကွဲပြားတဲ့အခွန်စီချမ်းမှုပမာဏတွေတမှတ်မှဖြစ်ပါတယ်။မြန်မာနိုင်ငံဟာထရမ်ရဲ့အခွန်စီချမ်းမှုနှောင်းမြန်မာတဲ့နိုင်ငံတွေစီးမပါဝင်ခဲ့ပြီးကုန်စီတွေရဲ့၄၄ရာခိုင်နှုန်းအခွန်စီချက်ခံရမှာဖြစ်ပါတယ်။အရှိတောင်အာရှဒေသတွေနိုင်ငံတခုဖြစ်တဲ့ကမ္ဘောဒီးယားကတော့၄၉ရာခိုင်နှုန်း၊လာအိုအတွက်က၄၈ရာခိုင်နှုန်းနဲ့ဗီယက်နမ်က၄၆ ရခိုင်တို့အခွန်စည်းချက်ခံရမှုကိုတတ်မှတ်ထားပါတယ်။အရှိတောင်အာရှဒေသတွေနိုင်ငံတွေထဲမှာအမေရိကန်နဲ့မဟာမိတ်ဖြစ်တဲ့ထိုင်းအားလည်းအခွန်စည်းချက်မှု36ရခိုင်တို့တတ်မှတ်ခံရမှာဖြစ်ပြီးအင်ဒိုနီးရှားကတော့32ရခိုင်တို့ကြုံတွေ့ရမှာပါ။အမေရိကန်ရဲ့အထက်ကပြန်ပတ်လို့ထရမ့်ကတတ်မှတ်ထားတဲ့တရုတ်ဟာလည်းသွင်းကုန်တွေရဲ့တန်ဖိုး34ရခိုင်တို့အထိအခွန်မြင့်တင်မှုခံရမှာပါ။အရှိတောင်အာရှဒေသတွေနိုင်ငံတွေကိုအမေရိကန်ကကုန်သွယ်ရေးအခွန်ခါတွေသွင်းမြင့်စည်းချက်တာဟာအဲ့ဒီဒေသပေါ်ဩစာလွှမ်းမိုးတဲ့တရုတ်ကိုထိုးနှက်ဖို့ရည်ရွယ်ချက်နဲ့ဖြစ်နိုင်တယ်လို့ ို့လေလာသူတွေကသုံးသပ်ကြပါတယ်။ထရမ်ရဲ့ပြစ်မှတ်ဟာတရုတ်ဖြစ်ပေမဲ့ဆက်ဆက်နိုင်ငံတွေအတွက်လည်းအကြီးအကျယ်ထိခိုက်နိုင်ခြေရှိကြောင်းလည်းဆိုပါတယ်။ထရမ်ကတော့အဲ့ဒီလိုမျိုးအခွန်စည်းကြမှုအသက်တွေတတ်မှတ်ကျင်ရတဲ့အနေဟာအမေရိကန်သမိုင်းမှာအထူးကဲဆုံးအရေးပါဆုံးနေ့တစ်နေ့လို့ကြွေးကြော်ခဲ့ပါတယ်။ အခုမြင့်တင်ပြီးအမေရိကန်ရဲ့ကုန်သွယ်ရေးလုံငွေပြမှုကိုထိန်းချုပ်တာဟာထရမ့်ရဲ့မဲဆွဲရေးကတိတစ်ခုဖြစ်ပါတယ်။ရုတ်တရက်မြင့်တင်ထားတဲ့အခွန်တွေကြောင့်ကုန်စည်နှုန်းတက်လာပြီးသုံးဆွဲသူနဲ့စီးပွားရေးလုပ်ငန်းများထိခိုက်နိုင်တယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်ရှင်။အခုတစ်ပတ်အစီအစဉ်ရက်ဒီမတင်ရနာပြစေ။လာမယ့်အပတ်စဉ်တနင်္ဂနွေနေ့ကျရင်ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။